တငယ်ချင်းရေဒီတစ်ခါတငယ်ချင်းတို့ TMF အစီအစဉ်လေးအပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာပြောပြချင်တဲ့အကြောင်းအရာကတော့ဒီ Netflix ကရုပ်ရှင်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပြင်သစ်မှာဖြစ်သွားတဲ့ပြင်သစ်မှာတွေမကဘဲနဲ့တကဘာလုံးမှာဟိုးချော်ဖြစ်သွားတဲ့အကြောင်းလေးတစ်ခုကိုပြန်ပြောချင်ပါတယ်ဒီအကြောင်းကိုတငယ်ချင်းလဲအဲတရင်ဒီမှာဖတ်မိမယ်လို့ထင်ပါတယ်အကြောင်းကတော့ ဒီဂျီဆဲပယ်လီကောဆိုတဲ့အမျိုးသမီးတယောက်ပေါ့နော်အဲ့ဒီအမျိုးသမီးကအသက်80နှစ်နှစ်3နှစ်ပေါ့နော်အဲ့ဒီလောက်ရှိနေပြီအဲ့ဒီအမျိုးသမီးရဲ့အကြောင်းပါဒီအမျိုးသမီးရဲ့အကြောင်းကိုပြောပြောရမယ်ဆိုလို့ရှိရင် သူ့ယောက်ျားအကြောင်းကစပြောမှာပေါ့နော်အဲ့တော့သူဒီမျိုးသမီးရဲ့နာမည်ကဂျီဆဲပယ်လီကော့ပေါ့သူ့ရဲ့ယောက်ျားကတော့ဒိုမီနစ် ပေလီကော့ပေါ့နော်သူတို့ကပြင်သစ်နိုင်ငံရဲ့တောင်ပိုင်းမှာရှိတဲ့မက်ဇွန်ဆိုတဲ့မြို့သေးသေးလေးတစ်ခုမှာနေတယ်ပေါ့နော်အဲ့တော့2020ခုနှစ်နွေရာသီမှာဒီအဲ့ဒီသူတို့နေတဲ့မြို့မှာရှိတဲ့ shopping center မှာဒီ Dominic ဆိုတဲ့အဲ့ဒီဦးလေးကသူသူကဈေးဝယ်နေတယ်ဈေးဝယ်နေတဲ့အချိန်မှာအဲ့ဒီမှာရှိတဲ့လုံခြုံရေးတွေကဘာကိုသွားတတိထားမိလဲဆိုတော့ ုံစံကိုကြည့်ရတာ तू ကလေဈေးဝယ်နေတာနဲ့မတူဘူးဒီပစ္စည်းတွေထားတဲ့အတန်းဒီမှာ तू ရှောက်ကြည့်တယ်ဟိုပစ္စည်းတွေကိုလည်းကိုင်မကြည့်ဘူးပစ္စည်းတွေကိုလည်းငေးမကြည့်ဘူးသူပုံစံဒီဈေးဝယ်ဖို့လာတဲ့ပုံစံနဲ့မတူပဲနဲ့သူကဘာတွေကိုပဲကြည်နေလဲဆိုတော့တခြား customer risk ကိုပဲကြည်နေတာကြည်နေတော့အဲ့မှာလုံခြုံရေးတွေကလည်းသတိထားမိသွားတယ်ပေါ့နော်သတိထားမိပြီးတော့ ဟိုပြီးလို့ရှိရင်သူကအဲ့ဒီ customer တွေထဲမှာမှာကောင်းမလေးတွေပေါ့နော်အမျိုးသမီးတွေဘက်ကိုပို့ပြီးတော့ချင်းကတ်တာဆိုတော့ဒီလုံခြုံရေးတွေကတိတ်မတင်ကြတာနဲ့အမှန်ရင်သူ့ကိုဟိုခဏလိုက်ခဲ့ပါပေါ့နော်ခဏလိုက်ခဲ့ပါဟိုစစ်ဆေးစရာလေးရှိလို့ဟိုဆိုအခန်းထဲကိုလို့သူ့ကိုခေါ်သွားတယ်ခေါ်သွားတော့လေသူကလည်းជីជីပြူပြူပဲလိုက်သွားတယ်ဘာမှမငြင်းဘူးဥမာကမင်းတို့ငါ့ကိုဘာလို့ခေါ်စရာခေါ်ဖို့လိုလဲပါညာမငြင်းဘူးလိုက်သွားတယ် အဲ့ဒီမှာပဲဒီလုံခြုံရေးတွေကသူတို့မှာရှိတဲ့အဲမြန်မာလိုပြောရင်တော့ရဲပေါ့နော်ဒါပေမဲ့ဟိုဟိုဒီဒီပြင်သစ်မှာကစစ်သားစစ်သားရှိရဲရဲရှိရဲပြီးတော့အဲ့ဒီစစ်သားနဲ့ရဲကြားမှာရှိတမျိုးရှိသေးတယ်ထားပါတော့ထားပါတော့ဒီမှာတော့ရဲလို့ပဲပြောလိုက်မယ်ကွာအဲ့တော့ရဲရဲတွေကိုခေါ်လိုက်တယ်ပေါ့နော်အဲ့မှာရဲတွေကလာတဲ့အခါလဲကြာလဲကြာတော့သူရဲ့အိတ်ကိုဖြွင့်ခိုင်းတာ ဖွင့်ခိုင်းတော့သူ့မှာပါနေတဲ့အိမ်လေးကိုဖွင့်ခိုင်းတော့သူ့အိမ်ထဲမှာပါအောင်တွေ့လဲဆိုတော့ကင်မရာတစ်ခုကိုတွေ့တယ်ဖုန်းနှလုံးကိုတွေ့တယ်အဲ့ဖုန်းနှလုံးမှာမှတစ်လုံးကဗီဒီယိုရိုက်နေတဲ့ mode နဲ့ပေါ့နော်ဗီဒီယိုရိုက်လဲစာတန်လန်းကြီးပေါ့နော်အဲ့မှာတင်ရဲတွေကသူ့ကိုဗီဒီယိုရိုက်တော့ကြည့်လိုက်တော့ကွာဒီအမျိုးသမီးတွေဈေးဝယ်နေတဲ့အမျိုးသမီးတွေရဲ့စကတ်စကတ်အောက်ကနေပြီးတော့ဟိုရိုက်ဘယ်လိုပင့်ရိုက်တယ်လို့မျိုးပေါ့နော် ဲ့လိုဗီဒီယိုတွေ့တော့သူ့ကိုဟိုဟာရဲဌာနကိုခေါ်သွားခေါ်သွားတော့ဒီသူဒီအခုဖြစ်တာလဲ2020နွေရာသီဆိုတော့ဒီဒီမှာကနွေရာသီဆိုတော့ပူတယ်ပူတော့အဲ့လိုမျိုးလွတ်လွတ်လပ်လပ်အဝတ်စားတွေဝတ်တာပုံမှန်ပဲအဲ့ပြင်သစ်တောင်ပိုင်းဆိုပို့ပို့တာပေါ့နော်ဆောက်ပါတော့အဲ့မှာသူကရဲစခန်းကိုခေါ်သွားတော့ရဲစခန်းသူ့ DNA DNA ယူလိုက်တယ်ကွာသူ့ DNA ကိုယူလိုက်တယ်ဆိုတော့ သူ့နာမည်ကအဲ့ဒီမှာရဲကအသက်တို့ဘာတော့အကုန်မေးတာပေါ့နော်မေးတော့သူ့နာမည်က Dominic Bellicott ပေါ့နော်သူကအသက်က68နှစ်ရှိပြီသူ့ပုံစံကြည့်ရတာလဲအဲလူရည်တန့်ပဲဘာပြင်းမှုမှ record မှမရှိဘူးဒီရဲဌာနမှာပြီးတော့သူပြောပုံရသူနဲ့သူမိန်းမနဲ့ပေါင်းလာတာကနှစ်ပေါင်း90နီးပါးရှိပြီပေါ့နော်အဲ့တော့ရဲကမေးတယ်ဘာလို့ဒီလိုလုံးရတာလဲဆိုတော့ ဟိုဒါမျိုးတကားမှမလုပ်ဘူးပါဘူးပေါ့အခုတော့သူမိမခยีသွားနေတာဒီပါရီကိုခยีသွားနေတာမို့လို့သူမိမကိုလွမ်းလို့ပေါ့ဗာညာပေါ့ကွာရှောက်ပြောတော့ရဲရလဲโอเคဟိုသူ့မှာ record လည်းမရှိဘူးလူပုံစံကြည့်ရတာလည်းတကယ် gentleman လူပုံစံမျိုးဟိုသူ့မှာမြီးတွေပါတောင်ရနေပြီဆိုတော့အဲ့နဲ့သူ့ကိုဟိုရဲမှာရဲစခန်းမှာမထားဘဲနဲ့သူ့အိမ်ပြန်လွတ်တယ်ပြီးတော့ဒါပေမဲ့ procedure အရတော့သူ့ကို သူ့ရဲ့အိမ်မှာလိုက်ပြီးတော့စစ်ဆေးတာတွေပါတယ်လုပ်တယ်သူ့ရဲ့ကွန်ပျူတာတို့ပါတော့ဥပမာဒီဗီဒီယိုဖိုင်ကသူပထမဆုံးပဲလိုက်ရိုက်တာလားသူအရင်တုန်းကရောဒါမျိုးတွေလုပ်ခဲ့ဘူးလားဆိုပြီးတော့အော်အဲ့လိုမျိုးလိုက်စစ်တာပေါ့နော်အဲ့ဒီအချိန်မှာသူမိမအောင်မေးတော့လေသူမိမသူ့ယောက်ျားတသက်နဲ့တကူသူလိုပေါင်းလာတယ်နှစ်90နီးပါးမှာဒီလိုလောက်တာမျိုးတခါမှမရှိခဲ့ဘူးပေါ့နော်အဲ့တော့သူမိမသူ့ယောက်ျားကိုတာဝန်ယူတဲ့ပုံမျိုးပေါ့နော်သူ့ယောက်ျားဒါမျိုးမလုပ်ဘူးပေါ့ဆိုသူမိမလည်းခွင့်လွှတ်တယ် ဲ့လိုတွေဖြစ်ပြီးတော့နှစ်လလောက်ကြာတဲ့အခါမှာနှစ်လလောက်ကြာတယ်မှာအဲရဲကသူ့အိမ်ကတချို့ပစ္စည်းတွေကိုယူသွားတယ်ပေါ့ယူပြီးစစ်ဆေးဖို့ပါညာယူသွားတယ်ဟိုဆိုတော့အဲ့လိုဖြစ်ပြီးနှစ်လလောက်ကြာမှာသူတို့လင်မယားအဲ့လိုပဲဈေးဝယ်နေတဲ့ချိန်မှာရဲကရဲစီကရဲရီစီကဖုန်းရတယ်ကွာရတယ်ဒီဒီရဲစကန်ကိုလာခဲ့ပါပေါ့နော်လင်းနှစ်ယောက်စလုံးလာခဲ့ပါဆိုတော့ဥမာသူတို့လင်မယားနှစ်ယောက်စလုံးရဲစကန်ကိုတော့ရဲစကန်ရောက်တဲ့အခါကျတော့ အမျိုးသားနဲ့အမျိုးသမီးသူတို့လင်မယားနှစ်ယောက်ရီဆန်းနဲ့ဒိုမီနီကိုသူတို့ကဟိုအခန်းခွဲပြီးလွတ်လိုက်တာခန်းခွဲပြီးလွတ်လိုက်တော့အဲ့ရီဆဲဆိုတဲ့အမျိုးသမီးရောက်သွားတဲ့ခန်းကသူကဟိုအခန်းထဲမှာ psychologist တယောက်ပါသူတို့ကမိတ်ဆက်ပေးတယ်မိတ်ဆက်ပေးတော့အဲ့ဒီအမျိုးသမီးကဟမ်ဘာလဲပေါ့ဟိုဘာကိစ္စကြောင့် psychologist ကဒီမှာရှိနေတာလဲရဲတဲ့အပြင်ပေါ့နော် psychologist ကဒီမှာရှိနေတာလဲဆိုတော့သူတို့မသူအံ့ဩသွားတာအံ့ဩသွားတော့ ဟိုအဲ့ငါရဲရသူ့ကိုစမိတယ်ဟိုမဒန်ပေါ့နော်သူမဒန်နေညညအိတ်တဲ့အခါကြာလို့ရှင်အိတ်လို့ရောပြောလာပြီးတော့ဟိုအိတ်ဆေးတွေဘာကြီးတောက်ရလာဆိုတော့အဲအိတ်ပြောတယ်ပေါ့နော်အိတ်ဆေးတွေဘာကြီးလဲတောက်စီရမလို့ပုံမှန်ပဲပေါ့ပြီးတော့ဒီဟိုပြီးတော့နေနဲ့နှင်းယောက်ကြားနဲ့မဒန်နဲ့နှင်းယောက်ကြားနဲ့ပေါ့နော်ကြားမှာဟိုဘယ်လိုပြောရမလဲဟို ဒီကွာဟိုအိယာဘောကကိစ္စပေါ့နော်အဲ့ဒီကိစ္စတွေမှာအစင်ပြေလာသူတို့ကအဲ့ဒီလိုပုံတပုံမှန်ဆိုလို့ရှိရင်ရဲရပါတယ်အဲ့လို privacy ကိုမေးခွန်းနေပါတယ်တိတ်မရှိဘူးအရင်အမှုကတဖြည်းဖြည်းဟိုအဲ့ဒီ sex နဲ့ပတ်သက်တဲ့အမှုတွေပါတယ်ကြာမှာပေါ့နော်နောက်တော့သူကကြံသွားတယ်ဘာကိစ္စကြောင့်သူတို့လင်မယားနှစ်ယောက်ရဲ့ဒီကိစ္စတွေကိုရဲရမေးရတာလေပေါ့နော်အဲ့တော့သူတခုခုဖြစ်နေပြီလားအဲ့ဒီမှာရဲကသူ့ကိုဘာပြောလဲဆိုမတန်းနေကဓာတ်ပုံပြားเสียရရှိရပေါ့နော်ဓာတ်ပုံလေးပြားเสียရရှိရဒါပေမဲ့ ဟိုပထမဆုံးပုံကနေစပြမယ်တကယ်လို့နေဒီပုံနေမြင်ရင်တော့နေနည်းနည်း shock ရနိုင်တယ်ပေါ့နော်အဲ့တော့ဟိုဆိုလိုချင်တာဗမာလိုပြောမယ်ဆိုရင်ဟိုသူကကိုစိတ်ကိုကိုထိန်ပေါ့နော်အရင်ဆုံးကြိုပြီးတော့ဟိုကြိုပြီးတော့ warning ပေးထားတာဒီပုံနေပေါ့နော်ဒီပုံနေကြည့်မယ်ဆိုလို့ရှိရင်တော့ဟို shock ရနိုင်တယ်ဆိုပြီးတော့အဲ့တည်းတည်းကမှတပုံကိုရဲရအရင်ထုတ်ပြလိုက်ကော အဲ့ဒီဓာတ်ပုံကိုကြည့်ပြီးတော့အဲ့ဒီအမျိုးသမီးမဒန်ရီးစဲရဲ့ဘဝကဘယ်လိုပြောရမလဲဟိုပြောင်းပြန်လန်တယ်လို့ဖြစ်သွားတာပေါ့နော်ဘဝကစောက်ထိုးမျိုးမိုးမျော်တွေဖြစ်သွားတယ်ဆိုတော့အဲ့ဒီပုံထဲမှာပါတဲ့အမျိုးသမီးကိုလက်ညှိုးထိုးပြီးတော့ရဲရမေးတယ် မဒန်ဒီပုံကဒီထဲထဲကပုံကအမျိုးသမီးကိုနင်းတိလာပေါ့နော်ဆိုတော့ဟဲအဲ့ဒါတိတာပေါ့အဲ့ဒါငါပုံပဲဆိုပြီးတော့အဲ့ရီဆဲရပြောတယ်အဲ့ဒါငါလေးပေါ့နော်ဒါငါအိရာဒါကငါအခန်းပြီးတော့ဒါငါရဲ့အိရခင်းဒါပဲမဲတဲ့ငါဘဝမှာအဲ့လိုတစ်ခါမှမနေခဲ့ဘူးပေါ့နော်ဆိုတော့အဲ့ဒီပုံကဘာလဲဆိုတော့ရီဆဲကအိရာပေါ်မှာကိုဝီလစ်လစ်ပေါ့နော်ဝစ်စားမပါဘဲနဲ့တယောက်တည်းဟိုနေတဲ့ပုံနေ ပုံပေါ့နော်အဲ့ဒီပုံကိုပြတော့ငါငါကဒါမျိုးတကားမှဓမ္မုံရိုက်မခံဘူးပေါ့နော်အဲ့ဒါငါဆိုတာတော့မှန်တယ်ငါအခန်းလည်းမှန်တယ်ငါအေးရလည်းမှန်တယ်အဲ့ဒါနဲ့ okay madam နေ့ကိုနောက်ထပ်ငါဓမ္မုံဓမ္မုံထပ်ပြရမယ်ပေါ့နော်ဆိုတော့ဒီဓမ္မုံကိုတော့ဟိုဒီဓမ္မုံထဲမှာဆိုရင်ရနင်ပဲလားပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ရဲကဓမ္မုံထပ်ပြရတယ်အဲ့ဒီဓမ္မုံထပ်ပြရတဲ့ပုံမှာဘာလဲဆိုတော့အဲ့ဒီအမျိုးသမီးကယောက်ျား၁၀ယောက်လောက်နဲ့ ဟို set ဖြစ်နေတဲ့ပုံကိုပြရတာပြီးတော့အကောင်လုံးကအကောင်လုံးကဝေစားမရှိဘူးကွာဆိုတော့အဲ့ဒီမျိုးသမီးကအဲ့ဒီပုံကိုလည်းမြင်လေပြီးပြီးသူ့ကိုသူတော့မယုံနိုင်တော့အဲ့နဲ့ရေးရမိတယ်မတန်းဒီလူဒီတက်ပုံလည်းမပါတယ်လူတွေရောနင်းတိလာပေါ့နော်ဟဲ့ငါမတိဘူးငါတခါငါဘောကမတခါမှတော့မမြင်ဘူးပေါ့ဒီဒီပုံတွေပေါ့နော်ဆိုတော့ဟို အဲ့ဒီပုံကျဲကပြောရတော့ဒီပုံထဲမှာကြည့်ရတာတော့အမျိုးသမီးကပုံမှန်မဟုတ်ဘူးကောသူ့မှာပုံမှန်စိတ်ရှိနေလားပုံမှန်ဟိုပုံမှန်စိတ်လွတ်နေလားဆိုတာတော့ဒီလွတ်နေတယ်လွတ်နေတာဖြစ်ဖို့ကပုံများရပါတော့အမျိုးသမီးကပုံမှန်စိတ်မရှိဘူးဆိုအဲ့ဒီမှာတင်အဲ့ဒီဂျီဆဲပီလီကောဆိုတဲ့အမျိုးသမီးကသူအရန်အော်တင်သွားတယ်ဒါဒီပုံလေးကဘယ်ရရတာလဲဒါပေမဲ့ဟိုသူတိလိုက်တာဒါသူအခန်းသူအိမ်ကသူအိမ်မှာရိုက်ထားတာဆိုတော့သူအဲ့အရာတွေကြည့်ပြီးအရန်အော်သွားတယ် ဲ့ဒီအချိန်ထဲမှာပဲသူ့ယောက်ျားတစ်ဖက်တစ်ဖက်အခန်းမှာစစ်နေတဲ့သူ့ယောက်ျားကိုရဲတွေရပါတော့ရဲတွေရစစ်တဲ့အခါကျတော့ဟိုဘာတွေတွေ့လဲဆိုတော့အဲ့ဒီဒိုမီနစ်ရဲ့သူ့ယောက်ျားနာမည်ဒိုမီနစ်ပေါ့နော်အဲ့ဒိုမီနစ်ရဲ့အဲဒီဖုန်း message တွေထဲမှာတခြားယောက်ျားတွေကို message တွေပို့ထားတာအများကြီးတွေ့တယ်။အဲ့ဒီ message တွေမှာဘာတွေပါလဲဆိုတော့ငါက ငါမိမကိုအိပ်ပျော်အောင်အိတ်ဆေးတွေကျွေးကျွေးထားတယ်အဲ့တော့အဲ့ဒီအချိန်မှာနင်တို့ကလာပြီးတော့ငါမိမနဲ့အတူတူနေလို့ရတယ်ဆိုသူကစပြီးတော့ပြောထားတာဖိတ်ခေါ်ထားတာပေါ့နော်အဲ့တော့အဲ့ဒီပို့တဲ့ message တွေထဲမှာဘလောက်ထိအသေးစိတ်ကပါလဲဆိုလို့ရှိရင်ငါအင်ကိုလာရင်ဘလို့လာမယ်ဘယ်လန်းနေရလာမယ်ဆိုပြီးတော့အဲ့လိုမျိုးအသေးစိတ်လမ်းညွှန်ချက်တွေလည်းပါတယ်ပါတော့ ဒီနှစ်ပေါင်း90လောက်ကိုကိုပေါင်းလာတဲ့ယောက်ျားတစ်ယောက်ကဘာလို့ဒီလိုလုံနိုင်ရတာလဲဆိုတာဟိုရဲတွေလည်းအံ့ဩတယ်အဲ့အမှုမှာပါတဲ့လူတွေပြီးလို့ရှိရင်ဟိုအဲ့အမျိုးသမီးကိုယ်တိုင်ပေါ့နော်အဲ့မှာအရန်အံ့ဩသွားတယ်အံ့ဩသွားပြီးတော့ပြီးတော့ဒီဓာတ်ပုံတွေကလည်းဟိုတစ်ခါတစ်ခါပဲရိုက်ထားတဲ့ပုံတွေမဟုတ်ဘူးပုံတွေမှအများကြီးရှိတာဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီအမျိုးသမီးကပေါ့နော် ဘာကိုတိသွားလဲဆိုတော့ဒီရီဆဲဆိုတဲ့မျိုးသမီးက "तू आ" တဲ့သူ့ဘဝမှာအခုနောက်ပိုင်းလေ तू आ" အရန်အိတ်ချင်တာတခါတလေကျ तू ပင်မန်းလိုပဲအောင်းမိတယ်တခါတလေကျဟိုအချိန်မဟုတ်အချိန်ဟုတ်လဲဟိုနေကင်းကြောင်တောင်ကြီးလဲဇော့ခနဲ့ဆိုအိတ်ပြောသွားပြန်အောင်ပြီးလို့ရှိရင် तू မှာအားရင်မရှိသလိုတွေခံစားရတယ်ပေါ့နော်ဆိုတော့အဲ့ဓာတွေကြောင်လားဆိုတော့ तू အဲ့ဒီအချိန်မှာမှတွေးမိသွားတာတွေးမိလေသူကပို့ပြီးတော့နားမလဲလေသူ့ယောက်ျားကသူ့ကိုဘာလို့ဒီလိုလုပ်နိုင်ရတာလဲပေါ့နော် အဲ့တော့ခုနပြောတဲ့ပုံနေမှာသူကအဲခုနပြောတဲ့ဒီပြတဲ့ပုံနေမှာရောပြီးတော့သူယောက်ျားဒိုမီနီကရောဒီပုံမှာစာတွေမှာလုံးဝဟိုညင်းလို့မရအောင်တက်တေတွေကရှိနေပြီကွာတက်တေတွေကရှိနေပြီဆိုတော့သူကပထမဆုံးဘာလုပ်တာလဲဆိုတော့သူက online မှာသူက page အဲအဲ့လိုမျိုးပေါ့နော် online ကနေဆက်သွယ်တယ်တခြားလူတွေကိုဆက်သွယ်တယ်ဆက်သွယ်ပြီးတော့သူကဘာပြောလဲဆိုတော့သူမိမကိုဆေးတိုက်တယ်ယောက်ျားတွေနဲ့အိတ်ခိုင်းတယ် အဲပြီးရင် तू ကဓာတ်ပုံရိုက်တယ်ပေါ့နော် तू မိမအဲ့လိုဖြစ်နေတာကို तू ကဓာတ်ပုံရိုက်တယ်ငမတခါတလေအဲ့ဒီ तू မိမနဲ့အတူနေတဲ့အချိန်မှာ तू လဲပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီလူတွေကိုကြာတော့အဲ့ဒီ Dominic ဆိုတဲ့လူက तू ကအင်တာနက်ကတွေ့တာအင်တာနက်ကတွေ့ပြီးတော့ဟိုဘယ်လိုပြောရမလဲဟိုဆက်သွယ်လိုက်တာပေါ့နော်ဒီလိုဒီလိုရှိတယ်ငါအိမ်လာမလားပေါ့ဆိုတော့အဲ့ဒီမှာဟိုကလေဒီလူတွေကို तू က ပတ်စံတောင်းလားပတ်စံတောင်းလားဆိုတော့လည်းမတောင်း तू ကလည်းပတ်စံပေးရလားဆိုတော့ तू ကလည်းမပေးရဘူး तू ကပတ်စံပေးပြီးခိုင်းတာလည်းမဟုတ်ဘူး तू ကိုပတ်စံပေးပြီးဟိုလူတွေကလာတာလည်းမဟုတ်ဘူးအဲ့တော့နှစ်ပေါင်း90နီးပါးအတူတူနေလာတဲ့မိန်းမတယောက်ကို तू ကယောက်ျားတွေကိုခေါ်ပြီးတော့တခြားယောက်ျားတွေကိုခေါ်ပြီးအလကအာဓမ္မကျင်ခိုင်းတာပေါ့နော်အဲ့လိုအလကအာဓမ္မကျင်ခိုင်းတော့လေဟိုယောက်ျား9ယောက်လား10ယောက်လားဆိုတော့လည်းမဟုတ်ဘူး ဓာတ်ပုံနေတဲ့ဟာအကုန်လုံးကိုကြည်ပြီးတော့ခံမှန်းမယ်ဆိုလို့ရှိရင်အဲ့မှာယောက်ျားကအယောက်60လောက်ရှိတယ်။အဲ့ဒီအယောက်60လောက်မှာသူ့ရဲ့ဖုန်းထဲက contact တွေရဲ့ပြီးတော့ဒီရဲတွေမှာရှိတဲ့မျက်မျက်နှာကို scan ဖတ်ပြီးဟိုတည်တဲ့ application တွေရဲ့သူသုံးပြီးတော့ကြည့်လိုက်တဲ့အခါကျမှအယောက်60လောက်ကိုဟိုအယောက်60လောက်နဲ့ဆက်သွေးရရပေါ့နော်ရဲကတည်ရဲကွာအယောက်60လူအယောက်60ရဲ့ ID ID တွေကိုတည်သွား ဆိုတော့အဲ့ဒီအယောက်90ထဲမှာ လူပေါင်းစုံပါတယ်မိသားဌာနလူပါတယ်သူနာပြူပါတယ်စစ်သားပါတယ်ဟိုပရိဘောဂတို့ပါတော့အဲ့လိုမျိုးကိုဟိုအကျန်းလုံကျန်းလုံတဲ့လူတွေပါတယ်ရုံးဝင်တန်းနေပါတယ်အကုန်လုံးလူပေါင်းစုံပဲဆိုတော့အဲ့ဒီလူပေါင်းစုံကိုဟိုသူကဘာဖြစ်လို့ဒီလိုမျိုးခေါ်ရတာလဲပေါ့နော်နောက်တစ်ခုက အဲ့ဒီလူပေါင်းစုံနဲ့သူမိန်းမနဲ့အတူနေတဲ့အခါမှာသူမိန်းမသတိမရှိတာရောသူကတိလာပေါ့ရဲတွေကမေးစရာဖြစ်လာပေါ့နော်အဲ့ဒီမှာအဲ့ဒီမှာဘာဖြစ်လဲဆိုတော့ခုနကလူအယောက်60လောက်ကိုဆက်တွေ့တချို့ကပြောတယ်တချို့ကဘာပြောလဲဆိုတော့အဲ့ဒီလူကအင်တာနက်ကသူတို့ကိုစပြီးဆက်တွေ့လာတယ်ဒိုမီနစ်ဆိုတဲ့လူကဆက်တွေ့လာပြီးတော့ ဟို instruction ပေးတယ်ပေါ့နော်ငါအိမ်ကိုဘယ်လိုလာမလဲဘယ်နားမှာကားပါခင်ထိုးရမလဲလူတွေများတော့ပတ်ဝန်းကျင်ကဟိုတတိထားမိစရာဖြစ်မှာဆိုလို့လေအဲ့တော့ဘယ်လိုပုံစံမျိုးနဲ့လာမလဲဥပမာဆိုလို့ရှိရင်အဲ့ဒီ Dominic ဆိုတဲ့လူက तू က instruction ကိုဟိုကာကြီးရအစာအအဆုံးအထိအကုန်ပေးတာဥပမာနင်းနိုးငါမိန်းမနဲ့အတူနေတဲ့အချိန်မှာငါမိန်းမကနိုးလာခဲ့ရင် မိဖို့ကြောင့်ကထပ်သွားရမယ်အခန်းထဲမှာပနီနိုရဲ့ဟိုခြေအိတ်တို့ဘာတို့ဘာမှမကြံခဲ့စေနဲ့ဘာမှဟိုယူမဟိုမထားခဲ့ရဘူးပေါ့နော်အဲ့လိုမျိုးတွေပြီးလို့ရှိရင်နီနိုငါအိမ်ကိုလာရင်ဆလိတ်တောက်မလာရဆလိတ်အိမ်နဲ့နန်းနေတဲ့အင်ဂျီတွေနဲ့မလာရရေမွေးစွန့်မလာရအဲ့လိုမျိုးတွေလည်းအကုန်ပါတယ်ဆိုတော့ဟိုသူကသူကိုယ်တိုင်က inspiration ကို တိတိကျကျပေးပြီးတော့ဒီလူတွေကိုသူ့အိမ်ကိုခေါ်တာခေါ်တော့တကယ် ဒီလိုခေါ်ပြီးတော့သူမိမကိုအတ္တမရှင်ခိုင်းတာကို तू ကကြည်ပြီးတော့သူ့မှာဟိုဘယ်လိုပြောရမလဲဖန်တက်စီပေါ့နော် तू ကစိတ်ကျဉ်နေတဲ့အဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဆိုတော့ဒီခုနရဲတွေပြောတဲ့အတိုင်းပဲဒီဓာတ်ပုံတွေရဲမှာဆိုရင်လည်းမိမအသေးအတိုင်းပဲအသေးအတိုင်းပဲဆိုတော့ဟိုပုံမှန်သဘောနဲ့ကြည့်မယ်ဆိုရင် ဒီမျိုးသမီးဟာသဘောတူလို့အတူနေတာလားသဘောမတူလို့အတူနေတာလားဆိုတာဝေခွဲရခက်တယ်ဒါပေမဲ့သူ့ယောက်ျားရဲ့ message တွေအကုန်လုံးကိုကြည့်ရတာတော့သူ့ယောက်ျားရဲ့ message တွေမှာနောက်တစ်ခုကဘာပါလဲဆိုတော့သူမိမဟုတ်သူကဆေးဟိုအစာပိုင်းရတော့ထားပါတော့အိတ်အိတ်ဆေးဟိုငါးလုံးလောက်တိုက်မယ်အဲ့ဒီချိန်တည်းမှာဟိုသူတို့ဒူနေတာကြည့်မယ်သူမိမတပွဲလောက်မှနိုးလာလို့ရှိရင်နောက်တစ်ခါလုံးသူကအိတ်ဆေးတွေထပ်တိုးတယ်အဲအဲ့လိုမျိုးတွေလောက်တာလေပြီးတော့အဲ့ဒီယောက်ျားရဲ့ ဆရာဝန်ကလည်းဟိုသူ့ကိုအဲ့ဒီယောက်ျားကိုဒိုမီနစ်ကိုဟိုအိတ်ဆေးနဲ့ပတ်သက်ပြီးတော့သူက instruction ပေးတယ်သူရဲ့ဟိုမှာဒီယောက်ျားအိတ်မပြောဘူးဆိုတော့ list ချလို့သူကသူမိမကိုဒီအိတ်ဆေးတွေတိုက်ပြီးတော့ဒီလိုလုပ်နေမှဆရာဝန်ကတိလို့တော့မဟုတ်ဘူးဒါပေမဲ့သူ့အတွက်ကိုဆရာဝန်ကအိတ်ဆေးတွေပါတယ်ဆေးတွေ instruction ပေးထားတာရှိတယ်ဆိုတော့အဲ့ဒီလိုလုပ်ခဲ့တာက10နှစ်ပေါ့နော်နှစ်ပေါင်း10နှစ်အတွင်းမှာသူကအဲ့လိုလုပ်ခဲ့တာဆိုတော့ အဲ့ဒီတည်င်းကအဲ့ဒီအချိန်မှာပြင်းသစ်မာတယ်မဟုတ်ဘူးဒီတကဘာလုံးကတည်င်းစာတွေထဲမှာပါလာတော့တာပေါ့နော်ပါလာတော့အဲ့ဒီအမျိုးသမီးကိုအဲ့ဒီအမျိုးသမီးကိုဟိုပါပေါ့နော်ဒီရဲဌာနကဒီတရားရုံးပေါ့တရားရုံးဘက်ကရောမီဒီယာတွေဘက်ကရောဟိုဘယ်လိုပြောမလဲနာမည်မဖော်ရုပ်မဖော်လို့ရတယ်လို့ပြောတယ်ကွာဘာဖြစ်လို့လဲဆိုတော့ तू ကဒီမှာ victim ဖြစ်နေတာဟော ဆိုတော့ sexually ရ rape လုပ်ခံနေပြီးတော့ say ဘယ်လိုပြော drug အလုပ်ခံနေ say တိုက်ပြီးတော့အဲ့လိုမျိုးလုပ်ခံနေပြီးတော့အဲ့လိုမျိုးလုပ်တဲ့သူကိုယ်တိုင်ရတယ်သူယောက်ျားဆိုတော့ဒီမျက်နှာကိုမင်းမျက်နှာကိုမီဒီယာတွေမှာမပြရင်တရားရုံးမှာမျက်နှာမဖော်ရင်ရတယ်ဆိုပေမဲ့အဲ့ဒီအမျိုးသမီးကอืมဒီဖြစ်စဉ်မှာငါက အဲ victim အဲ့တော့ငါကရှက်เสียရမလို့ရှက်ရမှာအဲ့တကယ်လုံးတဲ့လူတွေရှက်ရမှာဆိုပြီးတော့အဲ့အမျိုးသမီးကသူ့မျက်နှာကိုရရတယ်နင်တို့ငါမျက်နှာကိုရိုက်ယူသွားလို့ရတယ်တရားရုံးမှာလည်းဘာမှမဖုံးကွယ်ဘူးကွာနာမည်လည်းဒီနာမည်ပဲမျက်နှာလည်းဒီနာမည်ပဲရိုက်လို့ရတယ်ဆိုပြီးသူကအဲ့လိုမျိုးလှုပ်လိုက်တာဆိုတော့ဟိုအဲ့ဒီအချိန်မှာအမျိုးသမီး empowerment လို့ဘာလို့ပေါ့နော်အဲ့လိုဟာမျိုးတွေကအရန်သူ့ကို support ပေးကြတာပေါ့ကွာဆိုတော့ ဟိုဒါပါတော့အဲ့အဲ့ဒီအချိန်မှာပဲအမျိုးအဲ့ဒီရီဆဲဆိုတော့အမျိုးသမီးကသူ့ယောက်ျားတော့ကွာရှင်ကိုင်တောင်းတယ်အင်းကွာရှင်လိုက်တယ်ပေါ့နော်အဲ့မှာသူ့မှာသားသမီးတယောက်နဲ့သားနှစ်ယောက်လားမသိဘူးရှိတယ်သူတို့မှာပြီးလို့မြီးတွေလည်းရှိတယ်ဆိုတော့သူသမီးကလည်းမယုံနိုင်ဘူးကွာသူ့အမေကိုဒီလိုလေးပါရဖြစ်တယ်ဆိုတာပေါ့နော်ဆိုတော့ခုနကဒီလူကြီးကိုစပြီးတော့ဟိုစူပါမားကတ်မှာတွေ့တော့ရဲကအစာပိုင်းမှာ DNA ယူထားတယ်ဆိုတာလေ ဆိုတော့အဲ့ဒီ DNA နဲ့ထပ်ပြီးစစ်လိုက်တဲ့အခါကျတော့ဘာသွားတွေ့ရလဲဆိုတော့လွန်ခဲ့တဲ့အနှစ်20လောက်ကဒီပါရီနာကတဝိုက်မှာ ဖြစ်သွားတဲ့ sexually abuse လုပ်တဲ့ case တခုမှာကြံခဲ့တဲ့ DNA နဲ့သွားတူနေပြန်ရောသွားတူနေတော့ဆိုတော့ ဲ့ဒီလွန်ခဲ့တဲ့အနှစ်20လောက်မှာထားပါတော့အမျိုးသမီးနာမည်က Mario ပဲထားပါတော့အဲ့ဒီအမျိုးသမီးကသူကအင်ရှာရင်းနဲ့ဆိုတော့ကွာအဲ့ဒီလူတယောက်နဲ့တွေ့တဲ့အတူချုပ်ပြောရမယ်ဆိုအဲ့ဒီလူကသူ့ကိုဟိုဆေးခတ်ပြီးတော့သူဟိုဆေးခတ်တာလို့ထင်တယ်သူအဲ့လိုမျိုးမေးတဝက်မေးတဝက်ဖြစ်နေတဲ့အချိန်မှာ rape လုပ်ဖို့ကြိုးစားတယ်သူကရအောင်ထွက်ပြေးပြီးတော့ အခြားခန်းထဲမှာပုံနေတယ်အဲနောက်၄နာရီလောက်ကြာတော့သူထွက်လာတော့အဲ့လူကမရှိတော့ဘူးပေါ့နော်အဲ့ချိန်မှာအဲ့ဒီအမျိုးသမီးကဒီယောက်ျားရဲ့ပုံစံကိုဟိုဘယ်လိုပြောမလဲပကြီဆွဲတာပေါ့နော်ထားပါတော့အဲ့လိုပုံဖော်ထားတဲ့ပုံရဲ့ပြီးလို့ရှိရင်အဲ့ဒီအခန်းထဲမှာ DNA ကြံခဲ့တာရဲ့ဟိုရဲမှာဟိုရက်ကော့ရှိတယ်ဆိုတော့အဲ့ဒီဓာတ်ပုံရဲ့အဲ့ဒီ DNA ရဲ့အကုန်စစ်ကြည့်တဲ့အခါဒီ Dominic ဖြစ်နေတာကိုသူတို့တွေ့ပြန်အောင်ဆိုတော့ဒါက case တခုလည်းမဟုတ်ဘူးနောက်တစ်ခါထပ်ပြီးတော့ case တခုလည်းရှိသေးတယ်ဆိုတော့အဲ့ဒီမှာရင် case တွေကထပ်ပေါ်လာပြန်အောင်ထပ်ပေါ်လာတော့ဟိုအစာပိုင်းမှာတော့အဲ့ဒီလူကအဲ့ Dominic ကအဲငါမဟုတ်ဘူးမဟုတ်ဘူးအဲ့ချိန်တော့ငါဘာငါတီးရောမတီးဘူးပေါ့နော်ဒီမျိုးသမီးကိုဘာညာဆိုအတင်းညင်းတာအတင်းညင်းပြီမဲ့နောက်ဆုံးကျတော့သူကဝင်ခံလိုက်ဝင်ခံလိုက်တယ်ဟုတ်တယ်ဒါအဲ့ဒါလည်းသူပဲဆိုတာပေါ့နော်ဝင်ခံလိုက်တယ်အဲ့တော့ဒီအမှု စပြီးတော့ပေါ်လာတာ2020အနွေရာသီဆိုတော့ဂျွန်ဂျူလိုင်ဩဂတ်ပေါ့เนาะအဲ့ဒီလောက်မှာစပေါ်လာပြီးတော့အမှုကဇက်တိုက်ဖြစ်သွားတာကအာဖြစ်သွားပြီးတော့2020 2020 2024အဲ့ဒီမှာသူ့ကိုအမ်တရားရုံးက ဒီတခြား case တွေမပါဘူးနော်ခုနကအလွန်ခဲ့တဲ့အနှစ်20လို့လွန်ခဲ့တဲ့10နှစ်တိုးကဖြစ်ခဲ့တဲ့ case တွေမပါပဲနဲ့ဒီသူယူထားတဲ့အမျိုးသမီးကိုပဲဆေးခတ်ပြီးတော့ rape လုပ်ခိုင်းတဲ့အပြစ်နဲ့ထောင်ဒဏ်အနှစ်20ချလိုက်တယ်အဲ့ဒီလူကို ဒါပေမဲ့သူကအခုချိန်ထိတခြားအမှုတွေအတွက်ရင်ဆိုင်နေရတော့တခြားအမှုတွေအတွက်ဆိုတော့ခု1990မှာ rape လုပ်တဲ့အမှုရယ်2010မှာဖြစ်တဲ့အမှုပဲပေါ့နော်အဲ့ဒီအမှုတွေအတွက်ပြီးတော့တခြားအမှုတွေလည်းပေါ်လာတယ်ဆိုတော့တည်င်းနေတော့ရှိတယ်ငါတော့တေချာတော့တည်င်းနေမဖတ်သေးပေါ့နော်ဆိုလိုလိုချင်တာကတော့လောလောဆယ်တော့ဒီ Dominic Belicor ကသူကထောင်ထဲမှာအနှစ်20ပြီးလို့ရှိရင်သူ့ရဲ့တခြားအမှုတွေအတွက်သူကအခုချိန်ထိလည်းတရားရင်ဆိုင်နေရတော့ဟုတ်တရားရင်ဆိုင်နေအောင်ဆိုဒီအမှု ထောင်ထဲမှာနေရမယ့်အသက်ကပိုပြီးတော့နေရမယ့်အချိန်ကပိုပြီးများလာတာပေါ့နော်သူအသက်ကအဲ2020မှာ68နှစ်ဆိုတော့ဆိုတော့လွန်လန်းမမြင်ဘူးပေါ့ကွာထောင်ကနေပြီးတော့ဆိုတော့လေဒီ case တစ်ခုလုံးကခုနကအပေါ်မှာပြောခဲ့တဲ့အတိုင်းပဲဒီအမျိုးသမီးကအရန်နာမည်ကြီးသွားတယ်ဖေလီခေါ်ဆိုတဲ့ဂျီဆဲဖေလီခေါ်ဆိုတဲ့အမျိုးသမီးပေါ့နော်သူကဘာလို့နာမည်ကြီးသွားလဲဆိုတော့ ဟိုကသူသူပြောတဲ့စကားတကွန်ရှိရကွာနည်းနည်းလေးအဲ့လိုမျိုးနာမည်ကြီးသွားတဲ့အထဲမှာပါတယ်သူပြောတဲ့စကားတကွန်ကပါလဲဆိုတော့ဟိုရှက်ရမဲ့လူဆိုတာဘက်ပြောင်းသွားပြီရှက်ရမဲ့အချက်တရားဆိုတာဘက်ပြောင်းသွားပြီလို့သူကပြောတယ်ဆိုလိုချင်တာကလူတွေက victim ဆိုရင် victim blaming အရင်လုပ်ချင်တာဥပမာဆိုရင်ကွာဟဲ့ နေရယောက်ျားနေကိုဒီလိုဆေးခတ်ပြီးနေရဒီလိုခဏခဏအိတ်တာဒါဟိုတော့နေမသိဘူးလားနေအိမ်တိုင်းမှာဖြစ်ရအောင်နေမသိဘူးလားနေခန္ဓာကိုယ်မှာနေဒီလိုတွေခံစားရအောင်နေမသိဘူးလားဆိုတော့ပုံစံမျိုး victim blaming နေရှိတာဒါဟိုဒီလိုပြင်းသစ်လို့အရန်တူတက်တဲ့နိုင်ငံမှာမပြောနိုင်ငံမှာတော့ရှိရကွာတခြားနိုင်ငံတွေဆိုတော့ဟိုတခြားဟို developing countries တွေဆိုတော့ပုံမှန်ပဲတခုခုဆို victim blaming နဲ့လောက်ကြရမယ်ဆိုတော့သူကဟို ရှက်စရာကောင်းတာ victim မဟုတ်ဘူးရှက်စရာကောင်းတာတကယ်လုပ်တဲ့လူတွေဆိုပြီးတော့ तू ကသူ့မျက်နှာအောင် तू ပြရတယ် तू ရေရေဝင်းဝင်းရင်ဆိုင်နေပေါ့နော်အဲ့ဒီအတွက် तू ကအရန်ကိုဟိုနာမည်ကြီးလာတယ်ဘယ်လိုပြောမလဲဒီပြင်သစ်မှာမဟုတ်တကယ်ဘာလုံးမှနာမည်ကြီးလာတယ်သူရဲ့မျက်နှာတို့သူရဲ့ပြောစကားတို့ဘာလို့ဆိုအကုန်လုံးကိုပြန်သွားတာပေါ့နော်ဟောနောက်တစ်ခုကအာဒီအသက်အဲ့အမျိုးသမီးကအသက်82နှစ်အဲ့ဒီအချိန်မှာသူကသူ့ယောက်ျားတဲ့၄နှစ်ကြီးတယ်သူကအဲ့ဒီအချိန်မှာတော့ 92နှစ်ဆိုတော့7နှစ်အတွင်းဖြစ်တယ်ဆိုတော့ तू 60ပတ်ဝန်းကျင်လောက်မှာကိုရီးယားသူ့ယောက်ျားကအဲ့လိုမျိုးလောက်တာဆိုတော့ဟိုပြောချင်တာကဒီအသက်အရွယ်ကြီးတဲ့လူတွေအတွက်လူတွေမှာလဲ victim ဖြစ်နိုင်ခြေတွေရှိတယ် abuse ဖြစ်နိုင်ခြေတွေရှိတယ်ဆိုတော့ဒီ case ကပြရတယ်ပေါ့ကွာဒီ case ကမိမောင်းထိုးပြနေတာရှိတယ်နောက်တစ်ခုကသူ့ရဲ့အဲ့ case ကဒီပြင်သစ် မီဒီယာတွေရောဒီ feminist activist တွေရောအဲ့ဒီကြားမှာအရန်ကိုဟို hot topic ဖြစ်သွားရယ်ကွာအခုနပြောသလိုမျိုးပေါ့နော်သူကရရင်ဝန်နဲ့ဒီအမှုကိုရင်ဆိုင်တယ်ငါက share ရမှာမဟုတ်ဘူးငါယောက်ျား share ရမှာသူကအမားလောက်တာဆိုတဲ့ပုံစံမျိုးနဲ့ပြီးတော့ဟိုသူ့ရဲ့ personal life တွေမဟုတ်ဘဲနဲ့တကယ်ကို politics နဲ့ဘာနဲ့ဆက်နွယ်ပြီးတော့အရန်အရှိန်ရှိသေးရယ်ကွာပြောရမယ်ဆိုလို့ရှိရင်ဆိုလို့ကျွန်တော်ဟို ဟိုတခါတလေကြားလို့ရှိရင်ဒီ victim တယောက်ရဲ့အခန်းနဲ့လူတယောက်ရဲ့ story ကဟိုဘယ်လိုပြောရမလဲသူတို့မှာတကယ်သာဟိုတတိရှိမယ်သူတို့ကသူတို့အကြောင်းကို public ထဲကိုယူလာပြမယ်ဆိုလို့ရှိရင် story တစ်ခုလုံးက upside upside down ဖြစ်သွားနိုင်တယ်ကွာဟို victim ကနေပြီးတော့သူကတကယ်ကိုတတိရှိတဲ့အမျိုးသမီးတယောက်ဖြစ်ခဲ့တာပေါ့နော်ဆိုတော့ဆိုတော့ဒီ ဒီအမှုကနေပြီးတော့ဒီ case ကနေပြီးတော့ဟိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေအများကြီးလည်းရှိပါတယ်ခုနကတော့ပြောတဲ့ politics နဲ့ sign တို့ society နဲ့ပတ်သက်တဲ့ change ဖြစ်သွားတာတွေပါရင်နောက်မှအများကြီးရှိလာပြီပေါ့နော်ကြယ်လူငယ်ချင်းလည်းစိတ်ဝင်စားရဲဆိုလို့ရှိရင်ဒီဒီ video file မှာဒီအမျိုးသမီးရဲ့မျက်နှာပုံလေးကိုထည့်ထားပေးပါတယ်သူ့နာမည်နဲ့လည်း online မှာရှာပြီးတော့ဖတ်ကြည့်လို့ရပါတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာက ဒီကိစ္စတွေဒီဒီကိစ္စတွေဖြစ်ပြီးတဲ့အချိန်မှာမှအဲ့ဒီအမျိုးသမီးနဲ့သူ့ယောက်ျားရဲ့သမီးကလည်းသူ့အဖေက သူ့ကိုကိုသူ့ကိုလုံးကိုလုံးဒီချွန်းနဲ့ပုံနေ ਉ ဘယ်လိုလဲငါတငါတမီဝီလစ်လေးပုံဆိုပြီးတော့ကွာအဲ့လိုဖိုလ်ဒါတစ်ခုစောက်ပြီးကွန်ပျူတာထဲမှာထည့်ထားတာရှိတယ်ရှိတယ်ဆိုတဲ့အခါကျတော့အဲ့ကောင်မလေးကလည်းပြောတာပေါ့နော်သူ့အဖေကသူ့တွေမဟုတ် သူ့အမေမေမိမတွေမဟုတ်ဘူးငါအမေတွေမဟုတ်ဘူးငါကိုပါအဲ့လိုလုပ်ခဲ့တယ်ဆိုတော့ဆွဆွဲတာတွေရှိခဲ့တယ်ရှိပေမဲ့အဲ့ဒီချိန်မှာအဲ့ဒီအမေလို့သူကပြောလဲဆိုတော့ဟိုကွာဟိုမြန်မာလိုပြောရမယ်ဆိုဟဲ့နင်ဒီအဲမှာဝင်ပါပြီးတော့ဟိုနာမည်မကြီးကျင်စမ်းနဲ့ဆိုတော့ပုံစံမျိုးအတိအကျတော့မဟုတ်ဘောနော်အဲ့လိုမျိုးပြောလို့အခုဆိုရင်သူ့သမီးကငါကငါအမေနဲ့တစ်သက်လုံးဆက်သွယ်ဖြစ်လိုက်ပြီပေါ့နော်ငါအမေကလည်းဟိုသူများတွေအထင်ကြီးနေတဲ့ဒီ icon တခုမဟုတ်ဘူးပေါ့ကွာငါအမေကငါအတွက် support မပေးခဲ့ဘူးဆိုပြီးတော့တမီးနဲ့အမေနဲ့အဆက်အသွယ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းကြီးလည်းအခုတလောမှာအာငါဖတ်ရတယ်ပေါ့ကွာတကယ်လို့စိတ်ဝင်စားမယ်ဆိုလို့ရှိရင်လည်းဒီအကြောင်းလေးကို online မှာ share ပြီးတော့ဖတ်လို့ရပါတယ် Netflix မှာတော့ series မရှိဘူးကွာဒါကငါဒီဘက်ကသတင်းတွေကိုဖတ်ပြီးတော့သူတို့အကြောင်းတွေကိုနားထောင်ပြီးတော့ပြန်ပြောပြတာပါအဲ့တော့ဒီတစ်ပတ်အတွက်တကယ်ဖြစ်ရမှာမှုကင်းကတော့ဒီပြင်သစ်ကဖြစ်သွားတဲ့ဒီမှုကင်းလေးနဲ့ပဲ အဆုံးသတ်လိုက်ပါစေနားထောင်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်တတား